ိသမ ्या အားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့ဆိုရင်တော့ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာလေးသွေးလင်းထက်ဟာမနေ့ပြန်ညမှာထိုးရမယ့် 1Friday 5 126 PM ဝေးရပွဲစဉ်အတွက်စစ်စစ်တာတွေ hydrogen တက်စစ်စစ်မှုခံယူတာတွေဝိတ်ချိန်တာတွေကိုဆောင်ရွက်တော်မူဖြစ်ပါတယ်ခင်ဗျာမကြာခင်အချိန်အတွင်းမှာဝိတ်ချိန်တာနဲ့ hydrogen တက်စစ်စစ်မှုတွေကိုစတင်ဆောင်ရွက်တော်မူဖြစ်ပါတယ်မနေ့ပြန်ညမှာသွေးလင်းထက်က Thai Wine Fighter ဤ Sam A နဲ့ထိုးအောင်မှာဖြစ်ပါတယ်ခင်ဗျာ သူနဲ့အသက်20ကျော်กว่าတဲ့ Sam A ကို တွေ့လင်းထက်ရင်ဆိုင်ရမှာပါဒီပွဲဟာတွေ့လင်းတဲ့အတွက် American Dollar တသိန်းနဲ့စာချုပ်ကြီးရရှိမဲ့အခွင့်အရေးရှိတဲ့ပွဲစဉ်ဖြစ်လို့အရန်ကိုအရေးကြီးလို့နေပါတယ်အဲ့လိုပဲ Sam A ကလည်းသူ့အနေနဲ့တွေ့လင်းတက်ကို အနိုင်ယူပြီးတော့တွေ့လင်းထက်ရဲ့ Time Fighter တွေကိုဇက်တိုက်အနိုင်ယူပြမှုကိုရက်တံပြကျင်နေတယ်လို့ပြောထားတာရှိနေပါတယ်ခင်ဗျတွေ့လင်းတက်ကတော့ပွဲကြိုကာလမှာဘာမှမပြောဘဲနဲ့တိတိကျကျ ပြင်ဆင်လေ့ကျင့်နေတာကိုကျွန်တော်မြင်တွေ့ရပါတယ်။သူရဲ့အပေါင်းအသင်းတွေမိတ်ဆွေတွေကဗီဒီယိုဖိုင်လေးတွေဓာတ်ပုံဖိုင်လေးတွေမျှဝေလို့တာ။အော်သွေးလင်းထက်ဒီလိုလေ့ကျင့်နေပါလား။သွေးလင်းထက်ဒါကြီးလုပ်နေပါလားဆိုတာကိုကျွန်တော်တို့သိရှိဝင်ရနေတာဖြစ်ပါတယ်ခင်ဗျ။အခုလည်းဗီဒီယိုဖိုင်လေးတစ်ဖိုင်လွှင့်တင်ပေါ်ပြလာတာတွေ့ရတယ်ခင်ဗျ။ Time 5 page တွေကရောသွေးလင်းထက်ရဲ့တကယ်ချင်းအပေါင်းအသင်းတွေကပါလွှင့်နေထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။အဲ့ဗီဒီယိုဖိုင်ထဲမှာထိုင်းနိုင်ငံကလက်ဖွဲ့ဆရာတယောက်ကပေါ့လေ သွေးလင်းထက်ကိုလက်ဖွဲ့လေးပေးနေတာတွေ့ရတယ်။ထင်တာကတော့ပွဲအတွက်ရွယ်ပြီးတော့သွားလို့တာထင်ပါတယ်ခင်ဗျ။သွားလို့တယ်ဆိုတော့သွေးလင်းထက်သွားလို့တာမဟုတ်ဘူးနော်။တစ်ခါကဒီလက်ဖွဲ့ဆရာကသွေးလင်းထက်ကိုလေးစားမှုအားကြမှုနဲ့သူ့ရဲ့အားပေးမှုကြောင့်ပွဲမှာအဆောင်ကောင်းတစ်ခုဖြစ်ဒီလက်ဖွဲ့ကိုပေးလိုက်တာထင်ပါတယ်။ပွဲထိုးတဲ့အချိန်မှာတော့ဒီလက်ဖွဲ့တွေပါတွေကယူသွားလို့တော့မရဘူးပေါ့လေ။ဒါပေမဲ့အခုလိုလေ့ကျင့်တဲ့အချိန်နေပွဲကြိုကာလတွေမှာဒါလေးဝတ်ဆင်ထားရင်ဘလို့အတိတ်နမိတ်ကောင်းတွေရမယ်။ ဘလို့ဘလို့ဖြစ်မယ်ဆိုပြီးတော့ဒါလက်ဖွဲ့ဆရာကနေသွေးလင်းထက်ကိုလက်ဖွဲ့လေးလက်ဆောင်ပေးလိုက်တာဖြစ်ပုံရပါတယ်ခင်ဗျသွေးလင်းထက်အနေနဲ့မနက်ပြန်ညောင်းကိုရောက်ရင်၆ပွဲမြောက်ပွဲစဉ်အဖြစ်ဆံမင်းနဲ့ထိုးရမှာပါဒီတော့ကျွန်တော်တို့မြန်မာစံတော်ချိန်အရဆိုရင်တော့၈နာရီခွဲ9နာရီမထိုးခင်စကြလောက်မှာသွေးလင်းထက်နဲ့ဆံမင်းတို့ရဲ့အပြောင်းအလဲပွဲစဉ်ကိုတည်ရှိအောင်ရှင်းနေပါတယ်သွေးလင်းထက်အနေနဲ့နိုင်ပွဲရယူပြီးအမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးကိုအရောက်နိုင်ပါစေလို့ ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာယေရှုအားဖြင့်ပြည့်စုံအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ